မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား၁၈ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ကင်ပြည်နယ်မြောက်ရီမြို့ရွှေကုတ်ကိုမဲထော်တလေ KK Park နဲ့ကြောက်ခက်နေမျိုးတွေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့နေပေါ်နိုင်ငံသား9ဦး၊တောင်အာဖရိကနိုင်ငံသား၄ဦး၊တရုတ်နိုင်ငံသား2ဦး၊သီရိလင်္ကာနိုင်ငံသား2ဦး၊ကင်မရွန်နိုင်ငံသား1ဦး အီသီယိုးပီးယားနိုင်ငံသားတအိုဇင်မာဝေနိုင်ငံသားတအိုစုစုပေါင်းပြည်ပနိုင်ငံသားဆက်ရှဲဦးကိုစက်တဘာ30ရက်ကထပ်မံစစ်ဆေးဖော်ထုတ်ထိမ့်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်2025ခုနှစ်ဇန်နဝါရီ30ရက်ကနေစက်တဘာ30ရက်အထိမြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9439ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၎င်းတို့အနက်9329ဦးကိုထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံလီးတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား132ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားရှိတယ်လို့သိရပါဗျာ။